မြို့သားညီညွတ်ရေးအစိုးရ NUG ပြောင်စုဝင်ကြီးချုပ်ယုံအမြဲတမ်းအသွင်းဝင်တော်ကြီးပြနဲ့သူ့ရဲ့ခင်မွန်းဖြစ်သူဦးညီညီမင်းတို့ဟာလူခွင့်ရေးချိုးဖောက်တာအာဂရိလိုက်စားတာအနာအလွဲသုံးစားပြရနဲ့မလျော်ဩစာသုံးဆွဲရာတွေပြုလုပ်တဲ့ဆိုပြီးတော့ဝန်ထမ်းဟောင်း12ယောက်ကတိုင်ကြားခဲ့တာကိုစုံစမ်းစစ်ဆေးရေးတွေစတင်ဆောင်ရွက်နေပြီလို့အန်ယူဂျီဝန်ကြီးချုပ်ယုံပြောရေးဆိုခွင့်ရှိသူဦးနေဖုံးလက်ကမြစည်းမကိုပြောပါရတယ် ဒီကနေ့နိုမန်24မနက်ပိုင်းကမြစီမရဲ့မေးမြန်းမှုကိုပြန်လည်ဖြေကြားခဲ့ရာဖြစ်ပြီးပြောင်စုဝင်ကြီးချုပ်ကိုရိုင်စုံစမ်းစစ်ဆေးရေးအဖွဲ့ဖွဲ့စည်းပေးထားတယ်လို့ဆိုပါတယ်ဟုတ်ကဲ့ဗျာဒီဟိုတိုင်းသားပါအကြောင်းအရာနဲ့ပတ်သက်ပြီးတော့စုံစမ်းစစ်ဆေးဖို့ဒီပြောင်စုဝင်ကြီးချုပ်ကနေပြီးတော့စုံစမ်းစစ်ဆေးရေးအဖွဲ့အဖွဲ့ပေးထားပြီးဖြစ်ပါတယ်ဗျအဲ့တော့ဒီစုံစမ်းစစ်ဆေးရေးအဖွဲ့ကလည်းသူ့လုပ်ငန်းတွေစတင်ဆောင်ရွက်နေပြီလို့သိရပါတယ်ဗျ တိုင်ကြားစာကိုပြီးခဲ့တဲ့နိုဝင်ဘာ16ရက်နေ့နေဆွဲနဲ့တိုင်ကြားခဲ့တာဖြစ်ပြီး NUG အနေနဲ့လက်ခံရရှိခဲ့ လို့သိရပါဗျ။တိုင်ကြားစာထဲမှာတော့အမြဲတမ်းအတွင်းဝင်ဒေါ်ဂျီပြာရဲ့မောက်မာမှုအလွဲသုံးစားပြုမှုအထက်ဖားအောက်ဖိဇယိုက်တွေကြောင့်2022ခုနှစ်ကနေ2025ခုနှစ်အတွင်းဝန်ထမ်း16ဦးနှုတ်ထွက်ခဲ့ပြီးတော့ဒေါ်ဂျီပြာဟာဝင်ကြီးချုပ်ကိုပါပုတ်ကိုရေးအကျိုးစီးပွားအတွက်ကြိုးကင်ချဲလဲတယ်လို့စွပ်စွဲထားပါဗျ။ နေထိုင်ခွင့်အထောက်အထားမပြုလုပ်ပေတာဝန်ထမ်း၈ယောက်ကို အခန်းချင်းလေးတွေပေးထတာငွေစင်းပျောက်ဆုံးတာအိမ်မွေးခွေးတွေအတွက်လာစဉ်ကုန်ကြမ်းစည်းမြင့်မာတာစတဲ့တိုင်ကြားချက်တွေလည်းပေါဝင်ပါတယ်ပြီးခဲ့တဲ့နှစ်မှာ၂၁ရက်နေ့ကကာယကရှင်ဖြစ်တဲ့အန်ယူဂျီဝန်ကြီးချုပ်ယုံအမြဲတမ်းအတွင်းဝင်ဒေါ်ကြည်ပြာဟာသူရဲ့လူမှုကွန်ရက်ကနေစင်းဒီဆွဲချက်တွေဟာသိငယ်တဲ့ပုံကိုရေးမကြေနပ်ချက်ကို အရင်ခံပြီး စနစ်တကျစီစဉ်ထားတဲ့ပုံကိုရေးတိုက်ခိုက်မှုသားဖြစ်တယ်လို့တုံ့ပြန်ခဲ့ပါတယ်တော်လည်းအခြေအနေအကဲဆက်တဲ့ကာလမှာအန်ယူဂျီဝန်ကြီးချုပ်ယုံခေါင်းစဉ်တက်ပြီးလွဲမရတဲ့ဆွဆွဲချက်တွေနဲ့နိုင်ငံရေးတိုက်ခါချရာကိုလက်ခံမှာမဟုတ်ဘူးလို့လည်းသူက ဆိုထားပါတယ်။ဒါပြင်အန်ယူဂျီကတာဝန်ရှိသူတွေက အမြန်ဆုံးစုံခုံဖွဲ့စစ်ဆေးတာတွေပြုလုပ်ပေးဖို့တောင်းဆိုထားပြီးတော့သူ့အနေနဲ့အပြည့်အဝပူးပေါင်းဆောင်ရွက်သွားမယ်လို့အသိပေးခဲ့ပါတယ်။ နိုင်ငံရေးနဲ့တော်လှန်ရေးအားစုရဲ့အကြမ်းမှာလှုပ်လှုပ်ခက်ခက်ဖြစ်နေတဲ့ဒီကိစ္စကို NUG အနေနဲ့မှန်မှန်ကန်ကန်လှုပ်ဆောင်ဖို့လိုအပ်တဲ့အကြောင်းလဲထောက်ပြမှုတွေရှိနေပါတယ်ခင်ဗျာ။လောကောမီဒီယာကိုဆက်လက်ရည်တည်ဟန်ဖို့ပြည်သူတွေထောက်ပံ့ပေးမှာအကြီးမားဆုံးလိုအပ်ချက်ဖြစ်တာကြောင့် Mizima TV YouTube Channel မှာမြန်မာဝေဖန်ခြင်းကိုဦးနှိုက်ကြောင်းလဲအသိပေးထိတ်ခေါ်လိုက်ပါစေ။